အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲကြီးပွဲကောင်းပွဲချိုသုံးသပ်ချက်ဒီပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီတစ်ပတ်ရဲ့ပွဲကြီးပွဲကောင်းကတော့ဒါကျွန်တော်တို့လောဝကူကျွန်တော်တို့ကျွန်တော်အတိတရပြောဦးတယ် United နဲ့တဲ့ Arsenal နဲ့ကတဲ့ဘာသာပြီးမှမဟုတ်ဘူး leader ပြီးပေါ့နော်ဒါမြန်မာပြီးမှဒါကျွန်တော်တို့ပရိသတ်အများဆုံးသော fan base နှစ်ခုဖြစ်တဲ့တကြောင်မို့ဒီနေ့ရောက်က leader ပြီးဆိုပြီးတော့ဒါကျွန်တော်သူပြောဦးတာရှိတယ်အဲ့ဦးလေးကြီးဒါလက်ရှိမှာဆုံးတော့ဆုံးသွားပါအကြပါပြီလွန်ခဲ့တဲ့ဘလောက်လဲ ကျွန်တော်တို့၄နှစ်အဲ့ပေါ်အာနာမသိရင်စကြဆို၅နှစ်ပေါ့နော်၅နှစ်ကသူကျွန်တော်ပြောခဲ့အာကြီးရေမီလီဒါဘီမကြည့်ဘူးလားဘယ်သူတို့လီဒါဘီဆိုတာ United နဲ့ Arsenal ကိုလီဒါဘီရောအခါကျွန်တော်တို့ကတော့ဦးလေးပြောတယ်လီဒါဘီလီဒါဘီဆိုခုနကပြောတယ်လီတိုက်ချန်တဲ့ဒါဘီရောဒီနေ့ပွဲစဉ်မှာခုနကပြောနှစ်သင်းလုံးအတွက်မြည်သူပစုံနိုင်သည်ဖြစ်စေဒါကျွန်တော်လီတိုက်ချန်ဖြစ်ပါတယ် Arsenal သင်းကနိုင်ခဲ့မယ်ဆိုတော့ဟာ တွေ့လားအဲ့တော့ခုနောက်ပိုင်းကတော့ AC မင်းတို့အသင်ကိုကန်လို့ရတယ် United ဘက်ကနိုင်ခဲ့ပြီဆိုတော့ဟာငါတို့ရဲ့အဆိုးရွားဆုံးအချိန်မှာတော့မင်းတို့ဘယ်ချိန်ကန်ကန်နိုင်တယ်ဆိုတော့ leader နေတဲ့သူ leader view ကိုတော့ကြည့်ရမယ်တဲမှာပါတယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါပါတယ်အဲ့တော့ Manchester United အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာတော့ဒါကျွန်တော်ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ Dan လူစည်းင်းတွေကအနီးကပြထားတဲ့ကြောင့်တော်တော်လေးကိုထိုးနှက်ချက်ကြီးမားနေတယ်တစ်ဖက်က Arsenal အသင်းကလက်ရှိမှာဒါကျွန်တော်တိုက်စစ်ပိုင်းအားနေနေတာကလိုလူ channel ပိုင်းတွေကတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတယ်မှာပါတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါအမှတ်ပေးစရာရကြည့်မယ်ဆိုရင်တော့ Arsenal အသင်းက မန်ချက်စတာယူနိုက်တက်တိတွေဒီနေ့ပေါ်စံမှာ၃မှတ်ကပိုအရေးကြီးတယ် ။ဘာကြောင့်လဲတဖြည်းနဲ့တဖြည်းသားကျွန်တော်တို့လီဗာပူးသင်းရဲ့အမှတ်တွေကတော်တော်လေးကိုကွာလာခဲ့ပြီဖြစ်ပြီးတော့လီဗာပူးသင်းကနှစ်ပွဲပူဆော့ပြီးတော့လက်ရှိမှာရမှတ်16မှတ်တီတီဖြတ်ထားခဲ့ပြီဖြစ်တဲ့။ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့လီဗာပူးသင်းအနေနဲ့ဒါကျွန်တော်တို့တစ်ဖက်ကဆောက်တရန်သင်းကိုဒါကျွန်တော်ဂိုးပြတ်၃ဂိုး၃ဂိုးဆိုရလနဲ့အနိုင်ယူခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဒီနေ့ပွဲစဉ်ကမီကယ်အာဒီတာအတွက်9ဂိုး9မှတ်ရမယ်ပွဲစဉ်ဖြစ်တဲ့။ဒီနေ့ပေါ်စမှာတရေတောင်ကျလို့မရလို့မြင်တယ်။တရေကျမဒီနေ့သင်းထဲမှာတရေကျမဆိုဘဒူးတော့မှအတိတ်ပဲမရှိဘူးလို့ကျွန်တော်ဒီနေ့မြင်မိရတယ်မှာပါတယ်။တစ်ဖက်က United ကတော့ကျွန်တော်အပေါ်ကသင်းနေလက်ရှိမှာဂျားထဲမှာအမှတ်တွေညော့နေတော့ ော့ဒီနေ့ပွဲစဉ်မှာ United အသင်းအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့အာ3ရမှတ်36မှတ်နဲ့တူကြကျွန်တော်အဆင့်7လောက်ထိကိုဒါကျွန်တော်အဆင့်73လောက်ထိပေါ့ အဆစ်73လောက်ထိကိုဒါစပါကိုကြော်ပြီးတက်လန်းနိုင်မဲ့တဲမှာပါပါတယ်ဘယ်လိုပဲပြောဒါတော်တော်လေးကိုစောင့်ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ကျွန်တော်အနေနဲ့မြင်မိတဲ့တဲမှာပါပါတယ်အဲ့တော့လက်ရှိမှာဒါဒီနေ့ပွဲစဉ်ကဒါကျွန်တော်နှစ်သင်းလုံးတဲ့ crucial ဖြစ်တာမှန်ပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင် United အတွင်းတွေကဟုတ်ဆို Arsenal တစ်တော်ဒီနေ့ပွဲစဉ်မှာပို့ပြီးတော့အမှတ်လူတဲ့ပွဲစဉ်တစ်ပွဲဒီနေ့ပွဲစဉ်ကိုနိုင်ငံမဲ့ဆိုရင်တော့ဒါကျွန်တော်အပေါ်က Liverpool အတွင်းနဲ့အမှတ်ကိုပြန်လဲပြီး gap close လုပ်နိုင်မယ် ဲ့တော့လက်ရှိမှာအာဆိုသင်းကြောင်းပြောအာဆိုသင်းကတည်းကကျွန်တော်တို့ပရီးမီးယားလိမှာတိုင်ပတ်နေကြပြီမဲ့ချန်ပီယံလိမှာ PSV ကို9ဂိုးတကူဆိုတဲ့ရလနဲ့အဝေးကွင်းဆွမ်းဆောင်ရည်တစ်ခုကိုပြသခဲ့တယ်9ဂိုးပြတ်သွင်းနေဆိုတော့အင်မတန်မှချီးကျူးဖို့ကောင်းတယ် PSV လိုအသင်းမျိုးကိုချန်ပီယံလိမှာ9ဂိုးသွင်းနေအဝေးကွင်းဆိုတဲ့တကြောင်ပို့ပြီးတော့တော်တော်လေးကိုချီးကျူးဖို့ကောင်းတယ်လို့မြင်တယ်တစ်ဖက်ကလည်း United သင်းကလက်ရှိမှာ Europa League မှာတော့ဒါကျွန်တော်အဝေးကွင်းပွဲစဉ်မှာ Real Sociedad ကို1-1ဆိုတဲ့ရလနဲ့တည်ကြခဲ့တယ်အဲ့ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ကစားပုံလေးကတော့မဆိုးဘူးဗျပနတီကမပေးလိုက်အသင်းမပေးတဲ့ပနတီကြောင့် ်တာဒါ Manchester United ရဲ့အသင်းအခုလက်ရှိမှာဒါအတိုင်းပတ်သွားခဲ့တယ်လို့ပဲမြင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့။အဲ့တော့ပြောချင်တာပြလက်ရှိမှာ VS Chelsea နဲ့ပွဲစဉ်ကပုံစံမျိုး Arsenal နဲ့ပွဲစဉ်မှာကစားလို့ရတယ်။ဒါကောင်းတဲ့ခြေစွမ်းတစ်ခုဒါပေမဲ့လက်ရှိမှာ United အသွင်းနဲ့ထိုးနှက်ချက်ကြီးမားတဲ့ဥစားကဘာလေးလို့ကျွန်တော်ပြောပါဆိုရင်တော့ Patrick Dogu ဒါဒီနေ့ပွဲစဉ်မှာအနီကပ်ကြောင့်လွဲချော်မဲ့တော့ကြောင့်ပါလာနိုင်တဲ့အနေထားမှာမရှိဘူး။ဒါပေမဲ့ Patrick Dogu ရဲ့ဒါကျွန်တော်တို့သုံးပွဲပဲပြစ်ဒဏ်ကအခုလက်ရှိအချိန်မှာစတင်ပြီးတော့ဒါကျွန်တော်တို့ဒါချားတဲ့မှာဒါ Patrick Dogu ကအဲ့ဒါကျွန်တော်မမေ့ရ ဟုတ်တယ်အေးဆွစ်ချ်နဲ့တွဲတင်မထွက်သွားတဲ့ကြောင့်ဒါတပွဲဒါကျွန်တော်ဂျာတယ်မှာဖူဟန်နဲ့ပွဲစဉ်ပွဲလွဲသွားပြီနောက်ထပ်ဒါကျွန်တော်နှစ်ပွဲကျန်သေးတယ်အာဆင်နဲ့ပွဲစဉ်လည်းဆက်လွဲဦးမှာဖြစ်တယ်အဲ့တော့လက်ရှိမှာယူနိုက်တက်အသင်းအတွက်ကတော့ဟဲရီမကွိုင်းယားဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးလွဲချော်မယ်လို့ကြားသိရတယ်အော်တီဘယင်နာလွဲချော်မယ်ဂျွန်ဒီအီဗန်လွဲချော်မယ်လီဆန်ဒရူမာတီနက်စ်လွဲချော်မယ်လူရှော့လွဲချော်မယ်ကိုဘီမိုင်းလူလွဲချော်မယ်မေဆန်မောက်လွဲချော်မယ်ပက်ထရစ်ဒိုဂူလွဲချော်မယ်အာမက်ဒီယာလူရာဒီဂုံထိနားမယ်တပတ်ကအာဆင်အသင်းအတွက်ကအခုချိန်ထိဒါကျွန်တော်တိုမီယာဆူကာရာဒီဂုံထိနားရပါပြီစာကာကတော့ဒါကျွန်တော်အပေါ်စားထရိနင်းပြင်ဆင်မကြခင်ပြန်လာ မယ်လို့မျှော်လင့်နေ။ KBO ဂျေဆုယာတီကုန်းနေရမယ်။မာတင်နယ်လီပြန်မလာနိုင်သေးဘူး။ဟာဗက်စာကျွန်တော်ဒဏ်ရာကြောင့်မဆက်လက်ပြီးလွှဲချော်အောင်။အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ အာဆိုသစ်နဲ့တိုက်စစ်ပိုင်းအားနေတယ်ဆိုတော့ဝေဖန်တန်တွေကို PSV နဲ့ပွဲစဉ်မှာ9ဂိုးပြတ်သွင်းပြီးတော့ငါတို့ဘာကောင်လဲဆိုတာကိုအကောင်းဆုံးပြသသွားခဲ့တယ်ဒါကျွန်တော်ပွဲစဉ်တပွဲလို့ကျွန်တော်နေနဲ့မြင်မိတယ်အဲ့ဒီပွဲစဉ်ကအာဆိုသစ်တွေကတလုံးစုတလုံးလုံတိုင်းဖြစ်ခဲ့တာအင်မတန်မှချီးကျူးပါဘာနဲ့အဲ့ဒီပွဲစဉ်မှာဒါကျွန်တော်တို့တကယ်ကိုခြေစွမ်းပြပြီးဂိုးမရခဲ့တာနှမျိုးပကောင်တာ Declan Rice လို့မင်းနဲ့ Declan Rice အနေနဲ့အဲ့ဒီပွဲစဉ်ကတော်တော်ကြီးကိုကောင်းခဲ့တာပဲတကယ်ကောင်းခဲ့တာကျွန်တော်ပွဲစဉ်17မိနစ်လောက်မှာခဲ့တယ်သူအရင်ဆုံးတွင်းခဲ့တာမမှန်ရပဲဒါပေမဲ့ Rice အနေနဲ့ဒီနေ့အဲ့ဒီပွဲစဉ်မှာဒါတကယ်နဲ့ပြန်စမ်းချန်တဲ့ကစားသမားကိုကျွန်တော်ပူချိုက် က်ခဲ့တဲ့ပွဲစဉ်တွေလို့ပြောလို့ရတယ်မှာပါတယ်ဒီနေ့ပွဲစဉ်မှာဒါ Manchester United အသင်းရဲ့ဒါအားနည်းချက်ကတစ်ဖက်ကတည်းကကျွန်တော် Arsenal အားသာချက်တစ်ခုဖြစ်နေတယ်အဲ့ဒါကဘာလဲလက်ရှိမှာ Manchester United တိုက်စစ်ပိုင်းကတော်တော်လေးကိုအားနည်းနေတယ်ဗျနောက်ဆုံးကျွန်တော်တို့ဒါဂိုးတွေများများသွင်းနိုင်ခဲ့တာဆိုလို့ Ipswich Town နဲ့ပွဲစဉ်မှာကလွဲလို့ဒါဂိုးတွေများများစာမသွင်းနိုင်ခဲ့ဘူး Ipswich Town နဲ့ပွဲစဉ်မှာပြန်ကြည့်မယ်ဆိုရင်ဒါ set piece တွေကတစ်ဆင့်ဒါခံစင်မှုတွေဂိုးသွင်းသွားလို့ဒါဒီပွဲစဉ်မှာဂိုးများခဲ့တာဖြစ်တယ်ကျန်တဲ့ပွဲစဉ်မှာကြည့်မယ်ဆို United တိုက်စစ်ကတော်တော်လေးကိုအားနည်းလာခဲ့တယ်ဒါပေမဲ့ဂျာတဲ့မှာတင်းတင်းကောင်းတစ်ခုနည်းပြောမှာဆိုတော့ Joshua Zigzi ကြောက်ဂိုးတွေပြန် သွင်းလာနိုင်ခဲ့တာ United တော့တော်တော်လေးကိုကောင်းတဲ့လက္ခဏာတစ်ခုလို့ပြောလို့ရတယ်။တစ်ဖက်က Arsenal တင်းကြောင်ပြောအောင်။ Arsenal တင်းတဲ့ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့အဓိက weapon တစ်ခုက Ethan Wanderery ပါ။ Ethan Wanderery ရဲ့လက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာအင်မတန်မှကောင်းလွန်းတဲ့ခြေတိတယောက်အသက်ရွယ်တာလက်ရှိမှာ session နဲ့တောင်မပြည့်သေးတဲ့ခြေတိတယောက်အနေနဲ့အင်မတန်မှ top notch ဖြစ်လွန်းတဲ့ကစားသမားတယောက်သူ့ကိုကြည့်ရတာဗျ entertaining ဖြစ်တယ်။ဒါကြည့်ရင်ကြည့်ရင်ခုနပြောလို့ပဲခေါင်းထဲမှာပြောကစားသမားအကောင့်တယောက်ကိုတွေးပြီးဆိုခပဲအဲ့ကစားသမားကောင်းလားမကောင်းလားဘယ်လိုသိလဲဆိုဒီကစားသမားကငါအသင်းမှာကစားခဲ့ရင်ဆိုတဲ့အတွေးဝင်အဲ့ကစားသမားကောင်းလို့ပဲ။ အဖေကရှင်းရှင်းအဲ့တော့ Ethan Wanway ကိုလက်ရှိမှာကျွန်တော်ဒီလိုမျိုးတွေးမိရတယ်မှာပါ။အော်ငါအသင်းမှာဒါဒီလိုမျိုး right wing ကကောင်းကောင်းတက်ရောက် Brandon Johnson မှုမဲ့ Ethan လူမျိုးကစားသမားတက်ရောက်ရှိခဲ့မယ်ဆိုရင် top process ကအင်မတန်မှကြောက်ဖို့ကောင်းနေတယ်မှာပါတယ်။ United အသင်းကလက်ရှိမှာဒါ tight set ဘိုင်းကတော့ Arne Riise ဖြစ်တယ်။ဒါကျွန်တော် goal မသွင်းတဲ့ tight set မှုကဒီနေ့ပွဲစုံမှာပွဲထွက်ပြီးပါဝင်လာအောင်မယ်။ဒါ personally ကပြောရမလို့ဒီနေ့ပွဲစုံမှာကျွန်တော် white lens ဆိုတာတက်တာအသိဟောင်းကိုပြန်လဲဆိုင်မှာ motivation ပေးမယ်ချီလို OB ကိုကျွန်တော်တင်ပေးလိုက်ခြင်းနဲ့ပြောပြောပြောချင်တာ white lens ပါလေဗျာ real society နဲ့ပေါ့ကျွန်တော်လက်ရှိမှာ white lens အားလုံးမှာ minute ကိုယာနဲ့ချီစော့တယ်အဲ့ဒီ minute ယာနဲ့ချီစော့တဲ့အချိန်မှာ white lens ပါလာမပါတာဘယ်သူမှသိတာမဟုတ်ဘူးဘာလို့ဆိုခုနကပြောသူပဲအသိကဗျာအသိလက်ကစားမှာလက်ရှိမှာဒါ zig zig တိုးတွက်လာတယ်ခနာချိုဘယ်လောက်ထိဒါကျွန်တော်တို့ soft လွဲ့လို့လို့ခနာချိုဒီ white lens တပူကောင်းတယ်အဲ့တော့ပြောချင်တာဗျာဒီနေရာမှာအစုံသက်သေးကြမယ်ဒါကျွန်တော် link up play လဲလုပ်လို့ရမယ်ဒါကြောင့်ကစားသမားတစ်ယောက်ကိုဒါမစိုးလို့လူတဲ့နေရာမှာ ချီရိုအိုပြီးကျွန်တော်သုံးစီခြင်းနဲ့လည်းမပါဘူးအပွင့်လင်းဆုံးပြောတာဒါဒီနေ့ပေါ်မှာ United အသင်းတို့ကဒါနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်စိုးရိမ်နေတဲ့ချက်က Bruno Fernandes ပဲ United လက်ရှိအနေထားရ Bruno Fernandes ကိုလုံးဝလုံးဝအနားပေးလို့ရတဲ့အနေထားမဟုတ်တဲ့အတွက်ကြောင့်မို့ဒီကစားသမားကလက်ရှိမှာဟို အနာပီးလို့မရတဲ့ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးရမြင်မိတယ်မှာပါအဲ့တော့ဘရူနိုဖာနန်ဒက်စ်နေ့ပေါ်စမှာကာဆယ်မဲရိုရဲ့တွဲလုံးတွေကိုဆက်လက်ပြီးတွေ့ရအောင်မယ်ဘရူနိုဖာနန်ဒက်စ်ကလက်ရှိမှာနောက်ပိုင်းပေါ်စမှာဒေါက်ရှော့အသင်းကိုကယ်တင်နေတဲ့ကစားသမားတစ်ယောက်နဲ့ဒီနေ့ပေါ်စမှာသူဘာလုပ်ပြမယ်တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်လက်ရှိမှာအခြေအနေတွေကတော်တော်လေးကိုကွာတဲ့သင်းသင်းဖြစ်တယ်အာဆောင်းတဲ့ကန်ဆယ်ပိုင်းလည်းကောင်းတယ်တိုက်စစ်ဘက်မှာဒါတိုက်စစ်မှုမရှိဘူးဆိုတော့တိုက်စစ်မှုတွေရှိတယ်မန်ချက်စတာယူနိုက်တက်တိုက်စစ်မှုတွေထပ်ပိုကောင်းနေတယ်မှာပါတယ်အဲ့ဒါကမန်ချက်စတာယူနိုက်တက်တိုက်စစ်မှုတွေအတွက်ရှက်စရာဖြစ်တယ်ဟိုအိုင်လန်တို့ဆိုတော့တကယ်တမ်းကတော့ဈေးကြီးပေးပြီး United က invest ထားတဲ့ တိုက်စစ်မှုဖြစ်ပြီးတစ်ဖက်ကတိုက်စစ်မှုမရှိတဲ့အသင်းကလက်ရှိမှာ PSV လိုအသင်းမျိုးကိုခုနှစ်ဂိုးသွင်းသွားခဲ့တာဖြစ်တယ် အဲ့ဒီနေ့ပေါ်သမားဒါ United အသင်းအနေနဲ့ဒီနေ့ပေါ်သမားဟိုသူတို့အနေနဲ့၄တိုက်ဖို့အခွင့်အရေးရှိတာကမင်းတို့ရဲ့ဖလားပြေးလမ်းကြောင်းငါတို့ရက်တန့်ပေးပလိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုလုပ်ပြလို့ရတယ်ဒီနေ့ပေါ်သမား United အသင်းကလက်ရှိမှာ Arsenal အသင်းနဲ့တွေ့မှာဒါပေမဲ့ United ဘလောက်တိုင်ပတ်ပတ် Arsenal အသင်းနဲ့တွေ့ပြီဆိုရင် United က immediate မှာခြေကိုညှစ်ဆော့တဲ့အသင်းတစ်သင်းဖြစ်တော့ကြောင့်ဒီနေ့ပေါ်သမား Arsenal အသင်းကိုအခက်တွေ့စေမယ်လို့မြင်တယ်ဒါပေမဲ့ဒီနေ့ပေါ်သမား United အသင်းတိုက်စစ်ပိုင်းညံ့ဖျင်းမှုကတစ်ဖက်က Arsenal အသင်းခံစစ်ပိုင်းအလွန်ကြုံကောင်းမှုနဲ့ကွက်တီသွားကြတဲ့ကြောင့်လို့တော်တော်လေးကိုစိုးရိမ်ရမယ်တော့ပါဒီနေ့ပေါ်သမားဒါကျွန်တော်လုပ်မယ်ဆိုရင်တော့မှ United အသင်းနဲ့ ာဆက်ပီးစတီကနေပြီးတော့ဂိုးသွင်းမလားဒါကခုနဘရူနိုဖာနန်ဒက်စ်ရဲ့တယောက်ထဲအတူလုပ်တွေကတစ်ဆင့်အဝိကိကန်ကျင်းတယ်ဂိုးသွင်းမလားဒါတစ်ချက်တော့ကြောင်းဒါပေမဲ့ United မှာဒီနေ့ဘက်ဟိုတစ်ဘက်က Raya လို့ဂိုးသမားမျိုးဖန်နေချင်မှာ United မှာ Onana လို့ဂိုးသမားမျိုးဖန်နေတာကလည်းတော်တော်လေးကိုညင်လှိမ့်ဆရာဖြစ်ခဲ့တယ်မှာပါအဲ့တော့ ကြားနဲ့ဆင်လေပြမှာပြည့်ရဆိုတဲ့ကျွန်တော်တို့ဘယ်အသင်းလေးပိုတိုက်နိုင်မလဲဆိုတော့ကိုင်းထဲမှာတွေ့ရမှာတဲ့မှာပါပါတယ်လက်ရှိတာခြေစွမ်းနေရပူပူလောလောမှာ FA ဘလာမှာတော့ United ကတော့ Arsenal သင်းရဲ့အင်္ဂွေ Emery မှာ penalty အဆုံးဖြတ်မှာဒါကျွန်တော်တို့ United သင်းက Arsenal သင်းကိုအနိုင်ရထားခဲ့တော့တွေ့ရမယ်ဒါပေမဲ့ Premier League ပွဲစဉ်တွေနောက်ပိုင်းပွဲစဉ်တွေမှာတော့ Arsenal သင်းက United ကိုအပါစီရထားတာကိုတွေ့ရမယ် United ကိုဒါကျွန်တော်တို့ United ခြေကျနေကျွန်တော် Arsenal သင်းကတောက်လျှောက်အခွင့်ကောင်းယူပြီးနိုင်ပွဲတွေတောက်လျှောက်ဆက်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒီနေ့ပွဲစဉ်မှာလည်းခုနက United ကအဖက်ဖက်ကကြည့်မယ်ဆိုတော်တော်လေးကိုအားနေနေတယ်မှာပါတယ်ဒါဒါကဘောလုံးမှာအားနေတယ်အားတာဆိုတော့ United တင်ဒီနေ့ပုံစံမှာဖြစ်ညစ်ပြီးတမသွားရင်တော့အာဆနိုတင်တစ်ခုဖြစ်သွားနိုင်တယ်ဒီမှာဒါမှမဟုတ်အာဆနိုတင်ကလည်းရှိမှာလီဗာပူးတင်နဲ့အမှတ်ပြန်ကတ်ယူတော့အကြီးကျယ်ကြိုးစားသွားမယ်ပွဲစဉ်လား စောင့်ကြည့်ပြရသည်လောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုနေဆိုရင်တော့ youth sport media 3.0နဲ့ div4 တို့မှာကျင်းလို့ဆိုပေါ့ကိုညလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေမှာလည်း youth sport media 3.0နဲ့ div4 ရဲ့ link လေးတွေကိုထည့်ပေးထားကြပါကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရများများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေမှာလည်း youth sport media 3.0နဲ့ div4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေး းလေးရောက်ရမြန်းများလေးနဲ့ကလစ်ဖူမမိကြပါနဲ့ဟုတ်မြန်းများကလစ်မှာပဲနေပါအားလုံးကြိုးတူပါတယ်တေးပါပါဗျာ